ကျွန်တော်မစားဘူးလေကျွန်တော်အလုပ်ပေးမှကျွန်တော်လိုအားကနေနဲ့လုပ်မယ်အဲ့ကြမှာကျွန်တော်စားမယ်ဟာစိတ်ဓာတ်ကိုတော့ကြိုက်ပြီစိတ်ရှိရတဲ့နာဝယ်ယူမယ်ဆိုရင်မြမစိတ်ရှိရတဲ့နာလောကမှာစိတ်ရည်သွေးကောင်းဆုံးနဲ့ မှခင်ကျဲရှိဆုံး brand စိတ်ဆိုင်ကြီးစိတ်ဆိုရင်စိတ်နှံတော့ไอ้นี่มาอยู่ตะลุก

ွန်လုံးလုံးနိုင်ဦးရကျွန်တော်နဲ့ကျွန်တော်ညီမလေးကိုဝေးအောင်လုပ်ခဲ့တယ်အဲ့အဖွားကြီးကိုကျွန်တော်ဘယ်နည်းနဲ့ခွင့်လို့ရမှာလဲဘယ်စိတ်နဲ့ခွင့်လို့ရမှာလဲလူလေးရလူလေးညီမလေးကိုမခွင့်နိုင်ဘူးမို့လားအဲ့တော့လူလေးညီမလေးကိုမွေးစားတဲ့မိဘတွေရဲ့လိပ်စာကိုဦးကြီးစုံစမ်းပေးမယ်အတော်ရင်ကိုတော့ခွင့်လို့လိုက်ပါလူလေးငရေကြီးမှဆိုလို့ပြောတာနော်ဦးကြီးတကယ်ပြောရလားတကယ်ပြောတာတော့ကွာဦးကြီးကလိမ့်မလားဒါပေမဲ့တခုတော့ရှိတယ်နော်ဟုတ် ။ဘာများလဲဦး။ဒေါ်မီမြန်းဆိုတဲ့မိမကြီးကိုခလစားမချေပါဘူးလို့ခရီးပေးရ။အေးအဲ့လိုပေးနိုင်တဲ့ဆိုရင်အဲ့ဒီဝေစားတဲ့လူတွေရဲ့လိပ်စာကိုသွားပြီးစုံစမ်းပေးမယ်။ဘယ်လိုလဲ။ခရီးပေးနိုင်တယ်လို့။ဦးကြီးကကျွန်တော်ညီမလေးရဲ့လိပ်စာကိုရှာပေးမယ်ဆိုရင်ကျွန်တော်ဒေါ်မီမြန်းကိုလည်းခလစားမချေတော့ပါဘူး။ကျွန်တော်ကတော့ညီမလေးရဲ့လိပ်စာအမြန်ပေးပါတော့ဦးကြီး။စိတ်ချပါဒူလီယာ။ ဟမ်ကိုရီဘူးနေပါလားအကိုကျွန်တော်အလုပ်ကလေးပေးပါဗျာ။ ဟာခလေးမဖြစ်နိုင်ဘူးမင်းဗလာနဲ့ဒီမှာလည်းလူမလို့သေးဘူးသွားသွားသွားကျွန်တော်ဘာလို့ပဲဖြစ်ဖြစ်လုံနိုင်ပါလေဗျာအုတ်ခဲတဲ့တန်နိုင်ပါလေဗျာတန်ကြောင်းတွေအကုန်လုံးလည်းကျွန်တော်တည်ပေးနိုင်ပါလေဗျာဟာမင်းကလည်းလူမလို့သေးပါဘူးဆိုကွာဟိုမှာထမင်းစားလိုက်လို့အစားနေပြီဘာလို့တော့ဒီမှာအလုပ်တွေမပြီးသေးဘူးသွားသွားသွားပါကွာသွားပါကျွန်တော်လည်းထမင်းမစားသေးလို့ပါဗျာထမင်းမစားသေးရင်ငါကျွေးမယ်ပြီးတော့မင်းကဖြူဖက်ဖြူပေါ်နဲ့အလုပ်လုပ်နိုင်မှာလည်းမဟုတ်ဘူးဟာမင်းကလည်းလာစားနေပြန်ပြီကွာ ။အဲအောင်လေး။ဘာဖြစ်နေရလဲ။အင်္ဂလိပ်ကို၅စီခေါ်လာခဲ့တယ်။ဟုတ်လား။အဲဟိုကငါပဲတဖြစ်ပဲ။မင်းတမင်းမစားသေးဘူး။ဟုတ်ကဲ့။လေဒီကလေးစားဖို့ထမင်းတစ်ပွဲပြင်ပေးလိုက်ပါ။ ကျွန်တော်မစားဘူးဗျ။ဟာ။မင်းမဘာမှမစားရသေးဘူးဆို။ဘာဖြစ်လို့တော့။ဟုတ်တယ်။ကျွန်တော်အလုပ်ပေးစားပါမယ်။ဒါပေမဲ့ကျွန်တော်အလုပ်မပေးမစားဘူး။တတ်တည်ခဲ့ပါလား။ကဲဟုတ်ပါပြီ။မင်းတယောက်တည်းလား။မင်းမိပါရော။မရှိတော့ပါဘူး။အဖေရောမင်းရောတည်ုံကြပြီ။ဒါဆိုရင်မင်းကဘယ်သူနဲ့နေနေလဲ။တခြားမိသားစုဝင်နေမှာမရှိဘူးလား။ကျွန်တော်ကညီမလေးတယောက်ရှိပါတယ်။ ဒါပေမဲ့အခုညီမလေးကပျောက်နေတယ်။ညီမလေးကပျောက်။ကျေးဇူးရှင်စာစာ။ဦးလေးကခလေးကိုအလိုမပြောပါနဲ့။ကဲကဲသွားလို့ရမယ်။ကဲမင်းဘာမှမစားရသေးဘူးစာ။ကျွန်တော်မစားဘူးလေ။ကျွန်တော်အလုပ်ပေးမှကျွန်တော်လိုအားကနေနဲ့လုပ်မယ်။အဲ့ကြမှကျွန်တော်စားမယ်။ဟာစိတ်ရက်ကိုတော့ကြိုက်ပြီ။ပြသားချက်ကလည်းကန်းကုန်ပဲ။မင်းကအလုပ်ပေးမယ်။

ငါရဲ့သားလောက်အောင်ကျော်ဦးဝိသားဟုတ်တယ်မင်းတို့ကတရားဝင်မွေးစားမယ်မမမေငါမောင်စီကိုလာခြင်းပေမဲ့မမမေလိုဒုက္ခိတမကြီးကြောင့်ငါမောင်အလုပ်ပေါ်မှာဆိုလို့မလာတာပါကွယ်မဟုတ်တာမမမေရဲ့ကျွန်တော်တို့ကတကယ်မောင်နှမအရင်နေပဲလေအလုပ်ပေါ်ရဲ့လို့လဲမဟုတ်ပါဘူး နမောအခုလိုအခြေအနေမျိုးနဲ့မြင်ရတာမမမြေတိတ်ဝန်တာတာပဲကိုလေပန်ကြီးဟာမှာတော့ဟိုမိမနဲ့သူ့တမီးနှစ်ယောက်ကြီးစိုးနေလို့မင်းတူမလေးရမခင်ဗျာတိတ်မျက်နှာငယ်မြင်ရရှာတယ်ရမဆိုလို့မကြီးရောနေကောင်းရလားမမမေခန္ဓာကိုယ်ကကောင်းနေပြီမဲ့မြင်ငယ်နဲ့တအိမ်ထဲမှာတူတူနေရတာပဲဟဲ့ ူခင်ဗျာဘယ်စိတ်ချမ်းသာပါမလဲကိုကြီးကလေတဲ့ရက်ဆက်တာပဲလောဘမောဟတဏှာမီးလောင်ကျွမ်းနေလိုက်တာများမမေဖြစ်လေကိုကြီးကိုတိတ်မုန်းတာပဲဒီလိုပါပဲမမမေရဲ့လောကကြီးမှာကိုယ်အလှည့်ရောက်လာရင်ခံနိုင်ရရှိအောင်သာကြိုးစားကြရမှာပါ ်ဘာမေတောက်ပါဦးဒီကလေးကကျွန်တော်သားလေးသားမင်းမသားမှမရှိတာအခုရှိသွားပြီဘာမေရဲ့သားတော့အနီမေးကိုနှုတ်ဆက်လိုက်ပါနှုတ်ဆက်လိုက်ပါကွာမင်းမဲငါခိုင်းတာလုပ်မယ်ဆိုအခုမင်းကငါသားဖြစ်နေပြီဆိုတော့မင်းကြီးတို့ကြီးပဲပေါ့ လေးလေးဆက်ကဲအမအရင်ဒေါ်ရင်မေပိုင်နဲ့တားရဲ့အတော်ပဲပေါ့ကွာကဲနှုတ်ဆက်လိုက်ပါဟုတ်ကဲ့ပါလေးလေးဆက်အန်တီမေမင်္ဂလာပါကျွန်တော်နာမည်နေတူပါခလေးကညံကောင်းမေးအရေးချင်းရှိမဲ့ပုံပါပဲမင်းရဲ့တားဆိုတော့ဒီကလေးကိုကျွန်တော်မွေးစားမလို့မွေးစားမယ် မမောင်ရဲ့ကိုပိုင်အတွေးခေါ်တဲ့အရေးချင်းကိုအမမေအကျွေးမဲ့ယုံကြည်ရဲဆိုပေမဲ့တေချာရဲ့လာမောင်ဆက်ပိုင်ကလေးတယောက်ကိုပြုစုပြိုးထောင်နေဆိုတာအလုံးသမားတွေအများကြီးကိုအုပ်ချုပ်တာနဲ့မတူဘူးကွာဒီကလေးရဲ့ကိစ္စအဝဝောင်းမင်းတကယ်ကိုတာဝန်ယူနိုင်ရဲ့လားတေချာတယ်မမမေဒီကလေးကိုကျွန်တော်တည်တည်ချာချာပြိုးထောင်မယ် ျူးကျွန်နေသူတယောက်ဖြစ်လာတဲ့အထီးကိုကျွန်တော်တည်တည်ထကြပြုစုပြိုးထောင်မယ်။ဒါတော့လေးလေးဆက်ကိုအဖေလို့ခေါ်ကြည့်စမ်းကွာ။အဖေတွေ့လားမမမေကျွန်တော်မှသားတယောက်ရှိနေပြီဗျကျွန်တော်အထီးမကြံတော့ဘူး။ ကိုကိုရဲ့မိုးစားအဖေကကိုကိုဘုံမှာအရင်ကိုကျေးဇူးကြည်တယ်ဒီမှာလေးကိုကိုတာရင်တယောက်လို့ပြုစုပြောထောင်ပြီးတော့တည်တဲ့နဲ့ပညာတွေတတ်တဲ့နဲ့အရာမှန်သမျှအောင်လို့ကိုကိုတင်ပေးခဲ့တာအဲ့ဒါကြောင့်ကိုကိုအခုလိုမျိုးရည်တည်လိုက်ကိုကိုကတိတ်ကိုကံကောင်းတာပဲနော်ဘာလို့လဲဆိုတော့ကိုကိုရဲ့မိုးစားဖေကကိုကိုဘုံအရင်ကောင်းနေပြီဟုတ်တယ်ဒီမှာလေး ော်ညီမလေးရောညီမလေးရဲ့မွေးစားမိပါတယ်နဲ့အဆင်ပြေရဲ့ဟိုအခွင့်ရလို့ရှိရင်လေကိုကိုညီမလေးကိုအခုချိန်ဒီပြုစုပြုထောင်ပေးခဲ့ကျေးဇူးကိုကိုပြန်ဆက်ချင်တယ်ညီမလေးနော်ညီမလေးရဲ့မွေးစားမိပါရည်လားမရှိတော့သေးဘူးအဲ့ဒါကြောင့်ညီမလေးလည်းမိပါမဲ့ခင်ရမှာပဲကြီးပြင်းလာတာ